်မင်္ဂလာပါဒီကနေ့တင်ဆက်ပေးချင်တာကတော့သမရထရန့်လက်ထက်ကမ္ဘာစီးပွားရေးထိခိုက်နစ်နာမှုများဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ LGTI ရဲ့ research team ကနေပြပို့တဲ့အချက်လက်တွေကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒေါ်နယ်ထရန့်လို့ပြောလိုက်ရင်ကျွန်တော်တို့ဘာကိုအရင်ဆုံးပြည်မြင်ကြပါသလဲသူ့ရဲ့လိမ္မော်ရောင်အသားကြီးဒါမှမဟုတ်ရင်သူ့ရဲ့စီးပွားရေးမူဝါဒတွေလို့ဖြေကြလိမ့်မယ်ဆိုတာကျွန်တော်သိပါတယ် ဒီနေ့ဗီဒီယိုမှာတော့တကြောပြန်သမရာကြီး Donald Trump ရဲ့စီးပွားရေးမူဝါဒအစ်စ်တွေနဲ့သူတို့ရဲ့ရိုက်ခတ်မှုတွေအကြောင်းကိုပြောပြပေးသွားမှာပါ။ဒါရီကိုမပြောခင် Trump ဟာဘယ်လိုသမရာမျိုးလဲဆိုတာလေ့လာကြည့်အောင်။ Donald Trump ရဲ့အကြောင်းကိုအင်တာနက်ပေါ်မှာရှာကြည့်လိုက်ရင် Donald Trump ဟာစီးပွားရေးသမားတစ်ယောက်ဖြစ်ကြောင်းကိုဘယ်နေရာမှာမဆိုနေရာတကာမှာတွေ့ရပါတယ်။ဒါကလည်းတကယ်အရေးပါတဲ့အချက်တစ်ခုပါပဲ။ဘာကြောင့်လဲဆိုတော့ စီးပွားရေးနောက်ခံကနေလာတဲ့တမရတွေရှိပင်မယ်လို့အခုဒီတမရတော်တော်များများကြားမှာထရန့်လောက်ကြီးမားတဲ့စီးပွားရေးနောက်ခံကနေလာခဲ့ကြတာမျိုးတော့မတွေ့ရသေးပါဘူးတစ်ဖက်မှာတော့ထရန့်ဟာအိမ်ချမ်းပြေလုပ်ငန်းရှင်တယောက်အနေနဲ့နိုင်ငံကြီးလောကထဲကိုစပြီးတော့ဝင်လာတာဖြစ်ပါတယ်မိတ်ဆွေတို့ဟာထရန့်ကိုချစ်သည်ဖြစ်စေမုန်းသည်ဖြစ်စေငင်းလို့မရတဲ့တစ်ချက်ကတော့ဒေါ်နယ်ထရန့်ဟာပွဲအတော်ဆူတဲ့တမရတယောက်ဖြစ်တယ်ဆိုတာပါပဲ2016မှာ ပထမဆုံးအကြိမ်သမရတတန်းတုံးကလည်းဒေါ်နယ်ထရန့်ရဲ့နိုင်ငံရေးလူမှုရေးစီးပွားရေးမူဝါဒတွေဟာကမ္ဘာကြီးကိုတုံ့လှုပ်သွားစေခဲ့ပါလေ။နာမည်အကြီးဆုံးမူဝါဒကတော့ American First မူဝါဒပါပဲ။ထရန့်ဟာကုန်သွယ်ရေးနဲ့စီးပွားရေးမှာ American နိုင်ငံမှာအမြဲတမ်းရှည်တန်းတင်ခဲ့ပါတယ်။ဒါရီကြောင့်လေကမ္ဘာအင်အားကြီးနိုင်ငံတွေအထူးသဖြင့်တရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲတွေဒါပေါ်ပေါက်လာခဲ့တာပါ။2018ခုနှစ်မှာ Trump ကတရုတ်ကုန်ပစ္စည်းတွေအပေါ်ကိုဒေါ်လာ250ဘီလီယံဘူးလောက်ကိုအခွန်ချမှတ်ခဲ့ပြီးတော့တရုတ်ကလည်းအမေရိကန်ကုန်ပစ္စည်းတွေကိုအခွန်ပြန်ပြီးတော့ချခဲ့တာတွေ့ရပါတယ်။ဒီလောက်ရကကမ္ဘာကုန်သွယ်ရေးကိုနှေးကွေးစေပြီးတော့ထောက်ပံ့ရေးကွင်းဆက်တွေကိုထိခိုက်စေခဲ့ပါတယ်။ဒီမူဝါဒတွေကနည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Apple နဲ့ Microsoft တို့ရဲ့ထောက်ပံ့ရေးကွင်းဆက်တွေကိုပါထိခိုက်စေခဲ့ပေမဲ့ Zuckerberg ရဲ့ Meta နဲ့ ဂျက်ဖီဇော့ရဲ့အမေဆုံးတို့ကတော့ပြည်တွင်းဈေးကွက်အားကောင်းမှုတွေကြောင့်တိတိတသာကြာဆင်းတာမျိုးတိတ်ပြီးတော့မတွေ့ရသေးဘူးထရိုက်ရဲ့မူဝါဒတွေအပါအဝင်အခြားအကြောင်းအရာတွေဟာစီးပွားရေးကိုယာယီအားပေးခဲ့ပြီးတော့2018ခုနှစ်မှာဆိုရင် GDP တိုးတက်မှုနှုန်းဟာ1.9%ခန့်ရှိခဲ့ပါတယ်ဒါပေမဲ့2020မှာတော့ COVID-19 ကပ်ရောဂါကြောင့်အမေရိကန်ရဲ့ GDP ဟာ3.5%ခန့်အထိကျဆင်းခဲ့ပါတယ် ကုံတရေးစစ်ပွဲတွေဟာတရုတ်ရဲ့ပို့ကုန်ကိုထိခိုက်စေခဲ့ပြီးတော့2019ခုနှစ်မှာ GDP တိုးတက်မှုနှုန်း6.1ရာခိုင်နှုန်းထိကျဆင်းသွားခဲ့ပါတယ်။ဒီချိန်မှာအေရီးယားကတော့တရုတ်နဲ့အမေရိကန်ရဲ့ကုန်သွယ်ရေးစစ်ပွဲမှာအခွင့်အရေးရခဲ့ပြီးထုတ်လုပ်ရေးကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမှုတွေတိုးတက်လာခဲ့ပါတယ်။ဒါပေမဲ့အေရီးယားနိုင်ငံဟာလည်း2020မှာကိုဗစ်ကြောင့် GDP 9.3ရာခိုင်နှုန်းထိကျဆင်းခဲ့ပါတယ်။ ျွန်တော်တို့ရဲ့ဟိုးလေးတကြောကြောတမရာကြီးဒေါ်နယ်ထရန့်ရဲ့ဒုတိယတမရသက်တမ်းပါလေသူ့ရဲ့နိုင်ငံရေးလူမှုရေးစီးပွားရေးမူဝါဒတွေဟာအမေရိကန်ပါဝင်ကမ္ဘာကြီးကိုထပ်မံရိုက်ခတ်နေပြပါပြီမိတ်ဆွေဟာနိုင်ငံရေးစီးပွားရေးနဲ့မရင်းနှီးတဲ့သူဆိုရင်တော့ဒေါ်နယ်ထရန့်ချမှတ်လိုက်တဲ့အကောက်ခွန်မူဝါဒတွေကိုတော့မကြားမိပဲမနေဘူးဆိုတာပြောရပါတယ်ကြားမိတယ်ဆိုတာထက်ခံရတယ်လို့ပြောရင်ပိုမှန်မယ်လို့ထင်ပါတယ် ဘာကြောင့်လဲဆိုတော့ဒေါ်နယ်ထရန့်ဟာသူ့ရဲ့ဒုတိယသမ္မတတက်တမ်းမှာပင်ကွင်းတွေပဲရှိတဲ့ကျွန်းဆွယ်တွေအပါအဝင်နိုင်ငံပေါင်းများစွာကိုအကောက်ခွန်တွေချမှတ်ခဲ့တာကြောင့်ပါဒီထဲကဒေါ်နယ်ထရန့်ဟာဒီကနေ့မေလ9ရက်နေ့နောက်ဆုံး data တွေရဆိုရင်တရုတ်နိုင်ငံအပေါ်အကောက်ခွန်145ရာခိုင်နှုန်းတောင်ချမှတ်ပြီးဖြစ်ပါတယ်ကုလသမဂ္ဂရဲ့2025အစီရင်ခံစာအရဆိုရင် ကမ္ဘာစီးပွားရေးတိုးတက်မှုနှုန်းဟာနှစ်တသမာ8ရာခိုင်နှုန်းမှာတည်ငြိမ်နေပေမဲ့ကုန်သွယ်ရေးတင်းမာမှုနဲ့ပထဝီနိုင်ငံရေးပြိပခတွေကကမ္ဘာစီးပွားရေးကိုမသေးချာမရေရာဖြစ်လာစေခဲ့ပါတယ်။ Elon Musk ရဲ့ EV တွေဟာပြည်တွင်းဈေးကွက်မှာရောပြပဈေးကွက်မှာပါအခက်အခဲတွေရင်ဆိုင်နေရပါတယ်။ Share ကြာဆင်းမှုတွေရှိနေပြီးတော့ပြိုင်ဘက်တရုတ်ကုမ္ပဏီ VYD ရဲ့လွှမ်းမိုးမှုကိုလည်းခံလာရပါတယ်။ Meta ဟာတော့ အာရှဈေးကွက်မှာ TikTok နဲ့အပြိုင်နေရပြီးတော့ Trump ရဲ့ American First မူဝါဒက Meta အတွက်အကျိုးရှိနေပါသေးတယ်။လက်ရှိ data တွေရဆိုရင် Zuckerberg ရဲ့ Meta ဟာပထမသတင်းလှပတ်ဂျူဝမ်အထိအားကောင်းနေသေးတယ်လို့ဖော်ပြနေတာကြီးလည်းတွေ့ရပါတယ်။ကမ္ဘာကျော် billionaire ကြီးတွေကတူဦးဖြစ်တဲ့ Jeff Bezos ရဲ့ Amazon ကတော့ American ဈေးကွက်မှာဆက်လက်အားကောင်းနေပြီးတော့ Trump ရဲ့ပြည်တွင်းစီးပွားရေးအားပေးမှုဟာသူ့အတွက်အကျိုးရှိစေနိုင်တာမျိုးတွေ့နေရပါတယ်။ တစ်ဖက်မှာတော့ Microsoft နဲ့ Apple ဟာတရုတ်ထောက်ပံ့ရေးဂွင်းဆက်တွေမှာမှီခိုနေရတာကြောင့်ကုန်သွယ်ရေးအခွင့်အရေးတိုးတက်လာခြင်းဟာသူတို့အပေါ်ကိုထိခိုက်စေနိုင်တာတွေ့ရပါတယ်။တစ်ဖက်က stock ဈေးကွက်မှာလည်း2025မှာကျွမ်းကျင်သူတွေအဆိုရ S&P 500အညွန်းကိန်းဟာ Trump ရဲ့မူဝါဒတွေကြောင့်မတည်ငြိမ်မှုတွေနဲ့ရင်ဆိုင်နေရပြီးတော့ကုန်သွယ်ရေးအခွင့်အရေးနဲ့ပထဝီနိုင်ငံရေးမတည်ချာမှုတွေဟာ stock ဈေးကွက်ကိုအတက်ကျဖြစ်စေနိုင်တယ်လို့ခန့်မှန်းထားတာတွေ့ရပါတယ်။2025ခုနှစ်အစောပိုင်းမှာပဲ S&P 500ဟာ9000အဆင့်ဝင်းကျင်မှာ ရှိနေပေမဲ့ကုန်သွယ်စစ်ပွဲတွေနဲ့အတူ900ခိုင်နှုန်းနဲ့1000ခိုင်နှုန်းကြားကိုအတက်ကျဖြစ်နိုင်တယ်လို့ကြွမ်းကျင်သူတွေခန့်မှန်းကြပါတယ်။ Trump ရဲ့အခွန်မူဝါဒတွေကြောင့်အမေရိကန်မှာစားတောက်ကုန်ဈေးနှုန်းတွေဟာ3.5ခိုင်နှုန်းထိတက်လာနိုင်တယ်လို့လည်း IRS ကသတိပေးထားတာတွေ့ပါ ဒီအခြေအနေတွေအတိုင်းစစ်သွားမယ်ဆိုရင်အမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုဟာ3.4ရာခိုင်နှုန်းဝန်းကျင်အထိတောင်မြင့်တက်စေနိုင်တယ်လို့လေလာသူတွေကလည်းဆိုထားတာတွေ့ရပါတယ်။ထရန့်ရဲ့ကုန်သွယ်ရေးမူဝါဒတွေဟာအာဆီယံနိုင်ငံတွေအပေါ်မှာလည်းတက်ရောက်မှုတွေရှိပါတယ်။တရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးစစ်ပွဲတွေကြောင့်အာဆီယံနိုင်ငံတွေဖြစ်တဲ့ဗီယက်နမ်နဲ့ထိုင်းတို့ဟာထုတ်လို့ရေးအခွင့်အရေးတွေရလာပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေတိုးတက်လာတာတွေ့ရပါတယ်။ဒါပေမဲ့ကုန်သွယ်ရေးအခွင့်အရေးတွေတိုးလာခဲ့ရင်တော့ အာဆီယံရဲ့ပို့ကုန်ကဏ္ဍကိုလည်းထိခိုက်နိုင်ပါတယ်။ထရန့်ရဲ့ကုန်သွယ်ရေးအခွန်တွေတရုတ်နဲ့အာဆီယံရဲ့ပို့ကုန်ထိခိုက်စေရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အထည်ချုပ်လုပ်ငန်းတွေနဲ့စိုက်ပျိုးရေးပို့ကုန်တွေအပြင်အခြားပို့ကုန်တွေမှာလည်းထိခိုက်စေနိုင်ပါတယ်။ဒါအပြင်မြမစီးပွားရေးဟာတရုတ်နိုင်ငံရဲ့ချင်းငွေဒေါ်လာ၄ဘီလီယံကျော်နဲ့ဝင်ထုတ်ဝင်ပို့ဖြစ်နေသေးတဲ့အခါကမ္ဘာစီးပွားရေးနှေးကွေးမှုကမြမစီးပွားရေးကို ပို့ပြီးတော့ထိခိုက်စေနိုင်တာမျိုးတွေ့ရပါတယ်။ Trump ရဲ့စီးပွားရေးမူဝါဒဟာ2016 2020မှာကမ္ဘာစီးပွားရေးကိုတိတိတသားထိခိုက်စေခဲ့တယ်လို့2025မှာလည်းကုန်သွယ်ရေးစစ်ပွဲတွေနဲ့အခွန်မူဝါဒတွေကြောင့်မတိချာမရေရာမှုတွေဆက်ရှိနေနိုင်ပါတယ်။အာဆီယံပါဝင်မြန်မာနိုင်ငံအနေနဲ့ဒီစိန်ခေါ်မှုတွေကိုကြော်လွှားဖို့ကိုယ်နိုင်ငံရဲ့ပြည်တွင်းစီးပွားရေးကိုသာ အားကောင်းအောင်အထူးလှုံ့ဆော်ကြဖို့လိုအပ်တယ်လို့ပညာရှင်တွေကတိုက်တွန်းထားပါတယ်။ မိတ်ဆွေတို့ရောမြန်မာနိုင်ငံအနေနဲ့ဘလို့တုံ့ပြန်သင့်တယ်လို့ထင်ပါတယ်လေဗီဒီယိုကိုအစားဆုံးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ